အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025စက်တင်ဘာလ18ရက်နေ့ဖြစ်ပါတယ်နော်ကိုကျော်ကြီးကိုနိုင်ငံရေးသမားလုပ်ပါလွတ်တော်မှရွေးပါလို့ပြောနေတဲ့ညီကိုတွေအတွက်ကိုကျော်ကြီးကနိုင်ငံရေးလုံးဝမလုပ်ပါဘူးလူမှုရေးအသင်းဖွဲ့ဘာသာရေးအသင်းဖွဲ့ဘာအသင်းဖွဲ့မှမလုပ်ပါဘူးနော်ကိုကျော်ကြီးရှောက်တဲ့လမ်းနဲ့မတူပါဘူးကိုကျော်ကြီးရှောက်တဲ့လမ်းကတော့တန်တရာဝတ်ဆင်းရဲကလွတ်အောင်လုပ်ရင်းနဲ့ကိုယ့်ရဲ့အသိဉာဏ်တွေကိုအများပြည်သူဗမာလူမျိုးဗုဒ္ဓဘာသာတွေကိုအခြားသောလူမျိုးတွေအတွက်ပါအသိဉာဏ်မျှဝေပေးခြင်းပဲဖြစ်ပါတယ်နော်အဲ့ဒီတော့ ကျော်ကြီးစကားတွေကိုနှစ်တက်လို့လာပြီးလက်လာပါပူဇော်တာကိုလည်းကိုကျော်ကြီးလုံးဝလက်မခံပါဘူးအထာဒီကကိုကျော်ကြီးရှောင်နေတဲ့လမ်းနဲ့ဆန့်ကျင်ဘက်လမ်းဖြစ်တဲ့အတွက်လက်မခံပါဘူးနော်အောက်မှာမေးထားတဲ့ကိစ္စကကိုကျော်ကြီးကျွန်တော်တို့ဗမာတွေဘာလို့ရမှာလဲလို့မေးထားတဲ့အတွက်မင်းတို့ဒီဗမာလူမျိုးဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်မင်းတို့လုပ်ရမယ့်အလုပ်ဒီဖះအလောင်းတော်တို့လုပ်တဲ့အလုပ်ကိုပဲလုပ်ရမှာကျွန်တော်လုပ်เสียဘာမှမရှိဘူးအဲ့ဒါဖျားအလောင်းတော်ကြီးကဘာလုပ်လဲလို့မေးလို့ရှိရင်မျက်စိနှလုံးပွင့်လာတဲ့နှစ်ခုပဲလုပ်တယ်။တစ်ခုကပညာရှာတာတစ်ခုကဥစ္စာရှာတာ ပညာရှာတဲ့နေရာမှာဥစ္စာရှာတဲ့နေရာမှာအာကုတုံနဲ့မရှာဘူးကုတုံနဲ့ရှာတယ်။ဒါဆိုရင်အဖြေကရှင်းသွားပြီ။ဗမာရီဘာလို့ရမှာလဲဆိုတာရှင်းသွားပြီ။ဖျားလောင်းတို့မြည်သည်မိမိတို့မျိုးနွယ်ကိုစောင့်ရှောက်တယ်။မိမိတို့မျိုးနွယ်ကိုစောင့်ရှောက်တယ်လို့လည်းသူ့ဘာမျိုးနွယ်ကိုကျူးကျော်စော်ကားမှုမပြုဘူး။အဲ့ဒီလိုပဲသူတို့ဘာကျူးကျော်စော်ကားလာလို့သူတို့ဘာမျိုးနွယ်ကကျူးကျော်စော်ကားလာရင်ဘယ်တော့အခါမှခေါင်းငုံခံယူထုံးစံမရှိဘူး။အဲ့ဒါဖျားလောင်းစိတ်တက်ပဲ။အဲ့တော့မင်းတို့ဗမာရီဘာလို့ရမှာလဲဆိုတော့ဖျားလောင်းစိတ်တက်တာရပြီ။ မင်းတို့ရှာထားတဲ့ပတ်စံနေနဲ့မင်းတို့လူမျိုးမင်းတို့တိုင်းပြည်ဖြတ်စည်းကြောင်မလုံနဲ့မင်းတို့မိသားစုစားဝတ်နေရေးနဲ့မင်းတို့ပညာရှာဖို့လုပ်မင်းတို့ရှာထားတဲ့ပတ်စံနေနဲ့ဟုတ်ပြီနော်မင်းတို့တွေဒီတတဘာသောနိုင်ငံဒီမှာသွားနေတဲ့အခါမင်းတို့လူလူနေရလားမင်းတို့လူခွင့်ရေးဆိုတာရသလားမင်းတို့ရဲ့အချုပ်ချာအာဏာပိုင်မင်းတို့မြေရှိရသားနဲ့မင်းတို့မြေကိုမင်းတို့ဖျက်ဆီးပြီးစွန့်လွတ်လိုက်လို့မင်းတို့မြေမရှိတဲ့ဘဝတွေရောက်သွားရင်မင်းတို့နိုင်ငံတကာနိုင်ငံမရှိတော့ဘူးဆိုတဲ့ဒုက္ခကဘယ်နေရာမှာလဲဆိုတော့မင်းတို့သိရလိမ့်မယ် အဲ့တော့မင်းတို့နိုင်ငံမင်းတို့အချုပ်ချာအာဏာမလွတ်သွားအောင်ပဲမင်းတို့လုပ်ကြအာဏာခွဲဝေကြီးကနိုင်ငံရေးသမားတွေလို့တက်မတော်နဲ့နိုင်ငံရေးသမားတွေရှင်းရမယ်ကိစ္စမင်းတို့ကိစ္စမဟုတ်မင်းတို့ငါတို့ရဲ့ဗမာလူမျိုးရဲ့ကိစ္စငါတို့ဗမာပိုင်အချုပ်ချာအာဏာမြင်မလွတ်သွားဘူးပဲရှင်းတယ်နော်အဲ့တော့အမေရိကန်ကအခုဘင်္ဂလားဒေ့ရှ်မှာစီရေးလှုပ်ရှားမှုစနေတယ်မကြခင်မှာဒီဘင်္ဂလီတွေကလက်နက်ကင်ပြီးတော့စပြီးကျူးကျော်လာနေပြီကျူးကျော်လာရင်အရင်ဆုံးပြင်မှာရခိုင်နေပဲအဲ့တော့ကိုယ့်ဘဝကိုနားလေကြတယ် နောက်မှဗမာတိုက်ယူသွားမှာနောက်မှဒီမျိုးကိုကျူးကျော်လာတဲ့အတွက်ဗမာကနောက်မှတိုက်ယူသွားမှာအရင်တိုက်ရမှာရခိုင်နေတဲ့တိုက်ရမှာအဲ့တော့ဗမာကြီးစီယုံတော့ကိုလို့ကိုလို့ကိုစီးပွားကိုရှာပညာရှာအဲ့ဒီရလာတဲ့အရာတွေဒီဟောဒီတိုင်းပြည်ရဲ့အချုပ်အခြာအာဏာတည်မြဲဖို့လို့မွတ်စလင်ကိုလည်းမမုန်းနဲ့ဘာသာရေးလည်းမကုံမတိုက်နဲ့မွတ်စလင်ကမုန်းစရာလည်းမဟုတ်ဘူးဘာသာရေးကဂုံးတိုက်စရာလည်းမဟုတ်ဘူးအဲ့ဒါအောက်တန်းစားစကားတွေဖြစ်တယ် မင်းတို့တီးရမှာကဘဲမူစလင်ကငါတို့တိုင်းပြည်ပေါ်ချစ်မြတ်နိုးတယ်ဘဲမူစလင်ကငါတို့တိုင်းပြည်အတွက်ရန်သူဆိုတာပဲသိဖို့ပဲလိုအပ်တယ်မွတ်စလင်တွေကိုဘာလို့လိုက်กว่าညာလို့လိုက်กว่าပြောစရာအကြောင်းမရှိဘူးလိုင်းပေါ်မှာဂုံးတိုက်စရာအကြောင်းမရှိဘူးမင်းတို့မျက်လုံးထဲမှာမြင်အောင်ကြည့်တာဘဲမူစလင်ကဗမာပြည်ကိုချစ်တယ်ငါတို့လူမျိုးနဲ့တသားတည်းကြတယ်ဘဲမူစလင်ကငါတို့တိုင်းပြည်ပေါ်ကိုတစ္ဆာဖောက်မယ်ကောင်းလေဆိုတာမင်းတို့မြင်အောင်ကြည့်တာရပြီရှင်းတယ်နော်ဗမာစကားတွေရှင်းရှင်းပြောထားတာရဲစွာဘုရားက တဂရဝက္ခတန်ယုတ်မှာကာမတုတ်ဆိုတာဟောထားတာရှိတယ်။မြတ်စွာဘုရားကမေးတယ်။ပုဂ္ဂိုလ်တတ္တဝါတို့ရဲ့အကျိုးစီးပွားကဘာလဲတဲ့။နော်။ဘယ်အရာကိုမစွန့်လို့ရဘူးလေတဲ့။ဘယ်စကားကိုပြောရမလဲဘယ်စကားကိုမပြောရအောင်လဲမေးတယ်။မြတ်စွာဘုရားကပုဂ္ဂိုလ်တတ္တဝါတို့ရဲ့အကျိုးစီးပွားကမိမိကိုယ်ကိုကျွံဖြစ်နေရောင်းမစားခြင်းနဲ့အဲ့တော့မင်းတို့တွေ မင်းတို့ဗမာလူမျိုးရဲ့ဘဝတွေကိုသူတပါးဘဝကောင်းစားရေးအတွက်ကျွန်လုံးခွေးလို့မနေကြနဲ့နားလေလားနားလေလားမင်းတို့ဘဝတွေကိုမြတ်စွာဘုရားကမှားတယ်ကျွန်လုံးရောင်းမစားနဲ့တယ်မင်းတို့ဒီမင်းတို့ဘဝရဲ့အရှင်သခင်ကြီးဖြစ်တယ်အဲ့ဒီအတွက်မင်းတို့ရဲ့ဘဝတွေကျွန်လုံးခွေးလို့မနေနဲ့သူတပါးသားကောင်းစားရေးအတွက်ကျွန်လုံးခွေးလို့မနေနဲ့ဘယ်အရာကိုမစွန့်လို့ရဘူးလေမိမိရဲ့ခန္ဓာကိုယ်ကိုမစွန့်လို့ရဘူးလေ ဘဝမှာအခက်ခဲတွေနဲ့ကြုံလာတဲ့ဒုက္ခတွေနဲ့ရင်ဆိုင်လာတဲ့ခါမှာကိုယ့်ကိုယ်ကိုတေချောင်းမကြံစီနဲ့ယောက်ျားတစ်ယောက်ကဗမာလူမျိုးတစ်ယောက်ကတေဘယ်တော့မှတေချောင်းမကြံစီနဲ့ဒီအခက်ခဲဒီအကြက်တဲကနေငါဘလို့လွတ်အောင်ယုံလဲဆိုတဲ့စိတ်ကိုမွေးပြီးရအောင်ယုံကိုယ့်ကိုယ်ကိုမစွန့်တော့နဲ့မိမိကိုယ်ကိုခွေးဖြစ်ကြုံဖြစ်လဲသူများကောင်းစားရေးမလုံနဲ့သူများဘာသာကောင်းစားရေးမလုံနဲ့သူများလူမျိုးကောင်းစားရေးမလုံနဲ့ အခက်ခဲအကျဲတဲတွေကြားတဲ့ရောက်လာရင်လဲခွေးလို့ကျုံလို့မနေနဲ့ကိုယ့်တက်ကိုကိုမစွန့်လွန်နိုင်နဲ့မင်းတို့ဘဝကိုရအောင်ယုံယုံရတဲ့စကားမပြောနဲ့ဟဲ့အောင်လေးတက်လိုက်ကြဟဲ့အောင်လေးဖြတ်လိုက်ကြဟဲ့အောင်ဒီကောင်လေးကိုနှိပ်ကွအောင်တန်းစားစကားတွေမပြောနဲ့မြင့်မြတ်တဲ့စိတ်ဓာတ်ထားငါတို့ဘာသာငါတို့လူမျိုးကိုကျူးကျော်လာလို့ပြန်ပြီးလက်တော့ပြန်တဲ့အခါမှာလဲယောက်ျားပိပိတက်တာမြင့်မြင့်မြတ်မြတ်နဲ့အမုန်းတရားမပါနဲ့ ချစ်တာလည်းမပါနဲ့မုန်းတာလည်းမပါမနဲ့ဥပ္ပခါတရားမပါနဲ့ကျူးကျော်စော်ကားမှုတွေလုံလောက်တဲ့တုံ့ပြန်မှုပေးတာအမုန်းတရားနဲ့နှိပ်စက်တာတွေညှင်းမှန်းတာတွေမလုံးနဲ့နားလည်လားအဲ့ဒါဗုဒ္ဓဘာသာပဲအခုမင်းတို့ဗမာပြည်မှာဖြစ်နေတာကဗမာတွေအသိဉာဏ်မရှိလို့ဗမာဗမာချင်းတက်လို့လူမလေးလို့ခွေးမခန့်တာနားလည်လားမင်းတို့လူမလေးလို့ခွေးမခန့်တာအေးလူကလူလို့နေတယ်ဆိုရင်ခွေးမဟောင်ရင်ဘူး ဒီခွဲပါလို့ဟောင်းတာလဲဆိုမင်းတို့စောက်သုံးမကြလို့ဟောင်းတာဗမာစိတ်မွေးဟုတ်ပြီလားဒီနေ့ကစဗမာစိတ်မွေးအဲ့ဒါမင်းတို့ရဲ့အရေးချင်းပဲ